နောက်နေ့မှာတော့ပေကအိမ်နာလေးသွားကလူကြီးမရှိစစ်နေပြီအထဲမှာတော့ online store customer service ကိုဆက်သွယ်နေပြီသူရဲ့တဆေစစ်သူကြီးကင်းကို recommend ထားတာကနေဖြုတ်ပေးဖို့ပြောနေပါတယ် customer service ဘက်ကလည်းအခုလိုမျိုးတစ်ခါမှမကြုံဘူးတာကြောင့် manager စီဖုန်းလွှဲပေးလို့ရတာကိုပြောနေပြီရုတ်တရက် reset ကလည်းပေါ်လာကဂိမ်းကိုတမင် recommend လုပ်တာကနေဖယ်တာကစီကန်းနဲ့မညီဘူးဆိုကလက်သတိပေးတာကြောင့်ပေးလဲဘာမှဆက်မပြောတော့ပဲပုံချလိုက်ပါတယ်ပေကလည်းလင်းချင်းခံမှုထွက်လာနေတော့ reset ကပေါ်လာကစင်ရှင်းတဲ့နေ့ဖြစ်တာကိုပြောပြပြီတွက်ချက်နေကပေကရွှေ၅သိန်းကျော်ရလိုက်တာကိုပြောနေပြီနောက်စင်ရှင်းတဲ့နေ့က190လို့သေး တာကိုပြပြပါတယ်ဒါမှမဟုတ်ပေးကအမြတ်ဝင်ရွှေနှစ်သိန်းကနေရွှေနှစ်ထောင်ပဲရတာကြောင့်ကြေကွဲနေပြီရေရှက်ကအခုရာအတွက်ပေးရရံပုံငွေအမောင်းက9သိန်းဖြစ်ပြီသူ့မှာရှိတာက9သိန်းကျော်တာကြောင့်ငွေထပ်မပေးမှကိုပြောပါတယ်ပေးကတော့အထီးကျန်ကဏ္ဍအလန်နဲ့တစ်ဆစ်ဆက်သူကြီးကနေပါပတ်စံရနေရကြောင်းငွေတွေရှောင်းအောင်လုပ်ဖို့ပိုခတ်လာတာကိုတွေးနေပြီစိတ်ညစ်နေပါတယ်ပေးကသူ့ပတ်စံရှောင်းအောင်လုပ်တဲ့နေပြူကစဉ်းစားနေတော့မှရန်ကသူ့စီပုံဆက်လာပါတယ်ရန်ကသူ့ရဲ့ဌာနကုမ္ပဏီကိုလျက်ကုမ္ပဏီဖူဟူရီကဝယ်ဖို့ကမ်းလှမ်းတာကိုပြပြနေကပေးကလည်းအစားကတော့ဝမ်းသာနေပြီမဲ့စစ်စတန်ရဲ့စီကံကြောင့်သူ့ကုမ္ပဏီကိုရောင်းလို့မရပဲဖြစ်နေကရွှေ န်တန်တရာကမ်းလန်းတာတော့စိတ်ညစ်ညစ်နဲ့ညင်လိုက်ဖို့ပြောနေရပါတယ်။လေရဲ့လက်ထောက်ကလည်းဝယ်လို့မရရင်တော့ရင်းနှီးညှုပ်နှံမှုလုပ်ချင်တာကိုပြောတဲ့အခါပေးကသူ့မှာပတ်စံပေါ်လွန်တာကြောင့်ရင်းနှီးညှုပ်နှံမှုမလိုတာကိုပြောနေကသူကတော့လေရဲ့ကုမ္ပဏီမှာရင်းနှီးညှုပ်နှံမှုလုပ်ချင်တာကိုပြောပါတယ်။လေကတော့ပေးကသူ့ကမ်းလန်းတာကိုညင်လိုက်တဲ့အပြင်သူ့ကုမ္ပဏီမှာပါရင်းနှီးညှုပ်နှံမှုလုပ်ချင်တာကိုသိတဲ့အခါဒေါသထွက်သွားပြီးပေးကိုစိတ်ဝင်စားသွားပါတယ်။ညဘက်မှာတော့ပေးနဲ့ရန်တို့ကအကင်ဆိုင်ထိုင်နေကြကပေးကတော့သူ့ကိန်းကလွန်ခဲ့တဲ့၃လထဲမှာရွှေ၆သိန်းရထားတာကြောင့်ဘယ်လိုပြောရမှလဲလို့တွေးနေပြီးသူကတော့ရန်ထက်ပုံမွဲတာကိုတွေးနေပါတယ်။ပတ်စံရှင်းတဲ့အခါမလောက်တာကြောင့် ပေးကအပြင်ထွက်ပြီးရစ်ရှက်ကိုသူတို့စားတာတွေကိုကုမ္ပဏီစီလုံးရေးစရေးဖြစ်ပေးလို့ရလာလို့မေးကြည့်နေကရစ်ရှက်ကလည်းအဆင်ပြေတာကိုပြောနေပါတယ်သူတို့တွေကလည်းသတင်းကြည့်နေကြကနီးပညာကတိုးတက်နေပြီးရန်ကလည်းသူတို့တွေကတနည်းပုံနဲ့နဲ့ဂိမ်းတွေထွင်လာရစူးစမ်းရမှာကိုပြောနေကပေးကလည်းအကြံရပြီးသူ့ဘက်ဆက်နေပို့ကောင်လူတွေငားပြီးသူတို့ကုမ္ပဏီကိုပို့ကြည့်အောင်လုပ်ပြီးပုံနဲ့နဲ့ဂိမ်းတွေထွင်လို့ရတာကိုပြောနေကငွေကြေးစည်ရင်ပိုင်းကတော့ရှော့လွန်တာကြောင့်လက်ထောက်တယောက်ငားဖို့ဆုံးဖြတ်လိုက်ကရန်ကလည်းတနည်းကြရင်ဂိမ်းကုမ္ပဏီတွေကအကြီးဆုံးဖြစ်တဲ့ Fire Sky ကုမ္ပဏီတွေသူတို့ထန်တာကုမ္ပဏီကတာအောင်လုပ်မယ်လို့ပြောနေပါတယ် Fire Sky ကုမ္ပ Money မှာတော့လင်းဝမ်ဆိုတဲ့ကောင်မလေးကသူ့ boss ကို Fire Sky ကသူ့မရဲ့အိမ်မအကောင့်နဲ့ဖုန်းဖို့နေရာမျိုးမဟုတ်တာကြောင့်ဆက်နေရင်လည်းအရှိန်ဖြုံးသလိုပဲဖြစ်မှာကြောင့်အလုတ်ထွက်စာပေးလိုက်ပြီးအလုတ်ထွက်လာလိုက်ပါတယ်။လင်းဝမ်ကအခန်းကထွက်သွားတဲ့အခါသူ့ boss ကလင်းဝမ်ရဲ့အဖေကိုဖုန်းဆက်နေကလင်းဝမ်ကဂိမ်းလုပ်တဲ့အိမ်မဆက်မမတ်တော့မှာကိုပြောနေပါတယ်။နောက်နေ့မှာတော့ပေတို့ကအလုတ် agency မှာလက်ထောက်သွားငားနေပြီးသူတို့ခွင့်ထားတာကိုတွေ့တဲ့အခါအလုတ် agency ကသူကလည်းသူတို့ကိုအရေးတကြီးမလုပ်ပဲမောင်းထုတ်နေပါတယ်။ဒါပေမဲ့ပေကသူ့ရဲ့လက်ထောက်ကိုတနည်းရွာလေးသိန်းပေးနိုင်တာကိုပြောတဲ့အခါကဖရက်ဖာလုံးနေပြီးသူ့ကိုသူလောရလုံးမိတ်ဆက်နေပါတယ်။ပေကလည်းလက်ထောက်ကိုမင်းကလေးပဲ က်လူကျင်တာကိုပြောနေကလောယန်ကလည်းဟိုင်လူဆိုတဲ့ကောင်မလေးရှိတာကိုပြောပါတယ်။လောယန်ကလည်းဟိုင်လူကယောက်ျားလေးလက်အောက်မှာအလုံးမလို့ရှင်ပေမဲ့ပေးနေတော့အဆင်ပြေလောက်မှာကိုပြောနေကမနှက်ပြက်နေလဲနှစ်နာရီတွေးလို့ရတာကိုပြောပါတယ်။ပေးကအခန်းထဲကထွက်လာတဲ့အခါလင်ဝန်ကသစ်စစ်သူကြီးအကြောင်းကြည့်နေရကြောင်းပေးကလည်းအကင်ကယိုတန်းနဲ့ရှာတူးလန်ကင်ဖြစ်နေတာကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့လင်ဝန်ကသူကင်ကောင်းချောင်းတွေပဲပြောနေရကြောင်းပေးလည်းပြတ်မပြောနိုင်တော့ပဲထွက်သွားပါတယ်။လောယန်ကလည်းလင်ဝန်ကဘာလို့ဒီရောက်နေရလဲလို့မေးတဲ့အခါလင်ဝန်ကသစ်စစ်သူကြီးကိုထုတ်ခဲ့တဲ့ဌာနကုမ္ပဏီမှာလှုပ်ရှင်တာကိုပြောနေပြီ။လောယန်ကလည်းခုနကထွက်သွားတဲ့သူက ဌာနကုမ္ပဏီပါရှင်ဖြစ်တာကိုပြောပြလိုက်ပါတယ်လေဝမ်ကလည်းအမိလိုက်ဖို့လုပ်ပေမဲ့အပြင်ထွက်တဲ့အခါမှာတော့ရှာမတွေ့တော့ပါဘူးနောက်နေ့မှာတော့ပေကဟာလုံနဲ့အင်တာဗျူးထိုင်နေပြီးအဆင်ပြေနေကပေကသူ့အမွေရီတောင်းမှအကြံပေးဖို့မှာနေပြီကြံတဲ့အချိန်တွေကိုတော့ဒီတိုင်းလေးကြည့်နေပေးဖို့တောင်းဆိုနေပါတယ်ဟာလုံကလည်းသဘောတူလိုက်ကပေမကရုံးကမ်းမရှိသေးတာကြောင့်မြို့ထဲမှာဈေးအကြီးဆုံးနေရာကိုသွားကြည့်ပါတယ်ပေကလည်းနေရာကိုသဘောကျနေပြီးတလွာလုံးကိုငှားချင်တာကိုပြောလိုက်တဲ့အခါလိုက်ပြတဲ့သူကလည်းအံ့ဩသွားပြီးပေကတလွာလုံးကရင် discount ရှာပေးလို့ရတာကိုပြောပါတယ်ဒါပေမဲ့ပေကဘဝကခက်ခဲတာကြောင့် customer အလိုလိုက်ပြီးဈေးချဖို့မလိုတာကိုပြော ပြကငှားဖို့စာချုပ်ချုပ်လိုက်ပါတယ်။ဟိုင်လူကကုမ္ပဏီအတွက်လိုအပ်တဲ့ပစ္စည်းစီးရင်ပြနေပြီ။ပေးကစီးရင်တဲ့ကပစ္စည်းတွေကဈေးဘောဓာတ်ကိုပြောတဲ့အခါဟိုင်လူကဘလောက်သုံးချင်လဲလို့မေးကြည့်ပါတယ်။ပေးကလည်းအစကရွှေနှစ်တန်းပေးလိုက်ပြီမယ်။ရစ်ရှက်ကကန့်ကွက်နေရကြောင်းရွှေရှက်သိန်းပဲပေးလိုက်ရကဟိုင်လူကတော့ရွှေရှက်သိန်းကပုံမှန်သုံးတဲ့အမောင့်ထက်များနေတာကိုပြပြပါရတယ်။ပေးကလည်းရုံးတဲ့ကပရိဘောကတွေကိုအကောင်စားတွေကဝယ်ပြီးကုမ္ပဏီကိုလည်းအမြင့်ဆုံးဆင့်ပေးဖို့ပြောနေကမီတင်ခန်းကိုလည်းရုပ်ရှင်ရုံခန်းလိုမျိုးလုပ်ဖို့မှာနေပါတယ်။ဟိုင်လူကလည်းပေးရဲ့ရုံးခန်းကိုဘယ်လိုလုပ်မလဲလို့မေးတဲ့အခါပေးကလည်းအဆင်ပြေတယ်လို့စီစဉ်ဖို့ပြောပြီးဟိုင်လူကအိတ်ခန်းနှစ်ခန်းပါတဲ့နေရ ံငှားလိုက်ပြီးအခန်းသားကိုပေးဖို့ပေးလိုက်ကအခန်းကပေးရဲ့ရုံငယ်ဖြစ်နေရကြောင်းရိချတ်ကလည်းပြဿနာမရှာပါဘူးဟိုင်လူကလူခေါ်ဖို့စည်ရင်ကိုပြတဲ့အခါစီကန်းနေကတအားတိတ်ကျက်လွန်းတာကြောင့်ဆရာကြီးတွေပဲပါလာမှာကိုစိတ်ပူနေကပေးကစီကန်းနေကိုဖယ်ဖို့ပြောပေးမယ်ဟိုင်လူကဖယ်လိုက်ရင်ဂိမ်းကိုမလုပ်တတ်တဲ့သူတွေပါအလုတ်ခတ်မိမှာကိုရှင်းပြနေပါတယ်ပေးကလည်းသူ့ကုမ္ပဏီကဂိမ်းမထုတ်နိုင်ရင် system စီကန်းနဲ့မညီတာကြောင့်သူ့ဘာသာလိုအပ်တဲ့ developer တွေအလုတ်ခတ်လိုက်မှာကိုပြောပါတယ်ဟိုင်လူကပေးကို meeting တွေအတွက်ကြည့်ကောင်းအဝတ်ဝယ်ဖို့ပြောနေပြီအဝတ်ဝယ်တာကကုမ္ပဏီအသုံးစရိတ်အဖြစ်စည်ရင်သွင်းလို့ရတာကြောင့်ပေးကလည်းရှယ်ဝယ်လိုက်ပါတယ်ဂိမ်းဆိုင်ထဲမှာတော့ဘောင်းချူ ဆိုတဲ့ကောင်လေးကိုတွေ့ရပြီးအကောင်လေးကဂိမ်းနေတိုင်းဆော့ပြီးစာမလိုက်နိုင်တာကြောင့်တက်ကရိုကအထုတ်ခံလိုက်ရပါတယ်။ပေးကလည်းဘောင်ရှူလိုဂိမ်းချိုးမျိုးကဂိမ်းလုံးတဲ့ပိုင်းမှာဘာမှမသိတော့မှကြောင့်ဘောင်ရှူကိုငှားဖို့ဆုံးဖြတ်လိုက်ပြီးဂိမ်းဆိုင်ထဲမှာဆော့နေတဲ့ဘောင်ရှူကိုဂိမ်းတဆိုင်နာအနေနဲ့အလုတ်ခန့်ကျင်တာကိုကန်းခံလိုက်ပါတယ်။ဒါပေမဲ့ဘောင်ရှူကပေးကိုလူလိန်ထင်းနေရကြောင့်ထွက်သွားဖို့ပြောတဲ့အခါပေးကလည်းလာစာကြိုပေးလိုက်ပြီးသူ့ကုမ္ပဏီကကွန်ပျူတာတွေကအမြင့်ဆုံးဖြစ်တာကိုပြောပြကကြိုက်တဲ့အချိန်တိုင်းဂိမ်းဆော့လို့ရတာကိုရှင်းပြနေပါတယ်။ဘောင်ရှူကလည်းသူကဂိမ်းဒီဇိုင်းနဲ့ပတ်သက်ပြီးဘာမှမသိတာကိုပြောတဲ့အခါပေးကဘောင်ရှူလိုဂိမ်းချိုးမျိုးကပဲဂိမ်းတွေကိုနားလည်နိုင်ပြီးအကောင်းဆုံးဂိမ်းမထွင်ကျင်ဘူးလားလို့မျှောက်ပေးလိုက် လိုက်တာကြောင့်ပေါင်ရှူကလည်းအလုပ်ကိုလက်ခံလိုက်ပါတယ်။ပေးကအိယာထားနောက်ကြတာကြောင့်သူ့ရုံးစီအမြတ်ပေးနေကတက်လီကချီမှာအင်တာဗျူးလာဖြေတဲ့ဟာဝေါင်ဆိုတဲ့ကောင်လေးတယောက်ကိုတွေ့ပါတယ်။ပေးကလည်းသူကအင်တာဗျူးလာဖြေတာလို့ပြောလိုက်ပြီးဟာဝေါင်ကဘာလို့နင့်လက်ကင်လာခဲ့တာလဲလို့မေးလိုက်ပါတယ်။ဟာဝေါင်ကလည်းသူကတခြားကုမ္ပဏီမှာအလုပ်ရတာပြီးအကုမ္ပဏီရဲ့အလုပ်တွေကတအားစိတ်ညစ်ရကြောင်လာတာကိုပြောပြနေပါတယ်။ဟာဝေါင်ကလည်းပေးနေတဲ့သူတက်လီကစီးနေပြီးကောင်တာကကောင်မလေးတွေကပေးကိုနှုတ်ဆက်နေတာကိုတွေ့တဲ့အခါဟာဝေါင်ကလည်းသူနဲ့ပါလာတဲ့သူကကုမ္ပဏီပိုင်ရှင်ဖြစ်နေတာကိုသိတဲ့အခါရှော့ရနေပါတယ်။ဟာဝေါင်ကလည်းသူကအကူအညီနဲ့အလုပ်အတွေ့အကြုံလျှောက်လာပဲရှိရကြောင်စိတ်အားငယ် နေပေမဲ့ပေးကတော့ how long လူမျိုးကသူတို့ကုမ္ပဏီအတွက်ကွက်တိပဲဖြစ်တာကိုပြပြနေပြီးအလုတ်ခံလိုက်ပါတယ်ပေးကလည်းလဆဘလောက်ပေးရမလဲလို့မေးတဲ့အခါ how long ကသူ့အရင်လုံးမှာယွမ်1500ရတာကြောင့်ယွမ်2000လောက်ပဲလိုချင်တာကိုပြပြပါတယ်ပေးကလည်းတစ်လောက်အသုံးစေးကယွမ်3000ဝန်းကျင်ရှိတာကြောင့်ယွမ်2000ပဲပေးရင်မတရားမှကိုရှင်းပြနေကယွမ်4000ပေးမှကိုပြောတာကြောင့် how long လဲကျေးဇူးတင်ပြီးဝမ်းသာနေပါတယ်ခဏအကြာမှာတော့ဟိုင်လူကအင်တာဗျူးဖြေဖို့ကောင်မလေးတယောက်ရောက်နေတာကိုပြပြကမှငါပြင်ရင်တော့စကားပြောချင်တာကိုပြောနေပါတယ်အဲ့ကောင်မလေးကတော့လင်ဝင်ပဲဖြစ်ပြီးအခန်းထဲဝင်လာကပေးကိုသူ့မေးချင်တာတွေမေးနေပါတယ်ပေးကလည်းဟိုင်လူကိုလင်ဝင်အ အကြောင်းမေးလိုက်တဲ့အခါလင်ဝါက fries kind company မှာအလုပ်လုပ်ပြီးအထောက်ခံရမယ့်စင်မအချင်းချင်းပါခဲ့တာကိုသိလိုက်ရပါတယ်။သူတွေကလည်းသူလိုချင်တဲ့သူမျိုးဖြစ်နေရကြောင်းလင်ဝါကိုဆက်ရှင်အလုပ်ခံလိုက်ပါတယ်။